ားလုံးခொနည်းသားသမီးစင်များအားလုံးမင်္ဂလာပါတစ်လေးလုံးပေါ့အင်ဂျင်နံပါတ်ခေါ်တာပေါ့နော်17ရက်17လာကိုတစ်လေးလုံးဆိုရင်အင်ဂျင်နံပါတ်ဆိုပြီးတော့ထပ်ပြီးတော့ထူးခြားတဲ့ရက်တည့်ပါပဲနော်ခဏလေးကဒါအင်မတန်မှကြည်ပျော်ရှုပျော်ကောင်းတဲ့စိတ်ဝင်စရာစိတ်ဝင်စားစရာကောင်းတဲ့ခဏတစ်ခုပါ17ဆက်ပြီးဆိုတော့အမွာခဏလေးပေါ့နော်အဲ့တော့တစ်လေးလုံးကိုကျွန်တော်အနောက်တိုင်းမှာတော့ဒါအင်ဂျင်နံပါတ်ခေါ်တာပေါ့နော်နတ်သမီးရဲ့နံပါတ်တဲ့နော်နတ်သမီးနံပါတ်တစ်လေးလုံး အဲ့တော့မနက်ဖြန်ဆိုရင်၁၁ရက်၁၁လဆိုတိလေးလုံးပေါ့အဲ့တော့တိလေးလုံးအကြောင်းနည်းနည်းပြောပြမယ်ပြီးတော့ဘာတွေထူးကြရလဲပေါ့နော်သူကအဲ့တော့ခဏောင်းကြည့်တာနဲ့ပြင်ထူးဆန်းထူးကြတဲ့ခဏလေးတစ်ခုဖြစ်ပါတယ်အဲ့တော့မနေ့ကပြောသွားတဲ့ဒီ၉စနေတွေအကြောင်းကိုပြောစရာလေးတွေနည်းနည်းကြံသွားရှိတယ်တော်တော်များဒီ၉စနေကဘာလဲဆိုရင်မသိကြဘူးအဲ့တော့ဆရာတွေကခိုင်းလို့တာဟိုဟာလောက်ဒီဟာလောက်ပါဆိုခိုင်းလို့တာလောက်ကြတာ ဘာလဲကိုးစနေကဘာလဲဆိုတော့တော်တော်များတည်ပြီးသားဖြစ်မှာပါနော်ကိုးစနေမြမအယူဆမှာကံမီရနဲ့ပတ်သက်တာနော်အဲ့တော့မတည်သေးတဲ့လူလည်းတည်ဝအောင်လို့ပြောပြမှာဖြစ်ပါတယ်ကိုးစနေဆိုတာအရင်ဆုံးကျွန်တော်တို့စနေဆိုတဲ့အကြောင်းအရာကိုပြောအောင်လူတွေမှာအဲ့စနေကြိုးဝင်ရင်စနေတက်ရအောင်တော်တော်ဒုက္ခရောက်တယ်ဘဝပြတ်တယ်နော်အဲ့တော့အရန်ကိုတတိထားရတဲ့ကျိုးစနေကြိုးအမှဇာတာနယ်ပဲတွတ်တွတ်နက်ခတ်နယ်ပဲတွတ်တွတ်တို့ တိုက်ရောက်နေပဲအတွက်အတွက်ဂျိုးအင်းနေပဲအတွက်အတွက်အဲ့တော့စနေဂျိုးဝင်ပြီးဆိုတာနဲ့ကိုဘဝတွေပြက်ဒုက္ခရောက်တွေရောက်တယ်။နောက်ချစ်ခင်တဲ့သူတွေနဲ့ကွဲတယ်။စင်းရဲဒုက္ခတွေကစနေဂျိုးနဲ့ပတ်သက်တယ်။နော်စင်းရဲဒုက္ခတွေစင်းရဲဒုက္ခတွေငိုကြွေးခြင်းတွေအစင်မပြေမှုတွေဒုက္ခတရားတွေကစနေဂျိုးနဲ့ပတ်သက်တယ်ဆိုပြီးအယူရှိတယ်။ပြီးတဲ့အခါမှာကိုကိုကဟုတ်ပြီကိုဆိုတာတော့ဂုံတော်ကိုပါခဏနဲ့မှဆိုအကြီးဆုံးပဲเนาะကိုခဏဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ခဏ အဲ့လော်ကီထွက်ရလမ်းနဲ့ပတ်သက်တဲ့ခဏ6ခဏနော်အဲ့6ခဏကဘာနဲ့ဘလောက်ပဲမြောက်မြောက်6ပဲပြန်ရတယ်ကိတ်လို့လည်းခေါ်တယ်ရွှေလို့လည်းခေါ်တယ်အဲ့တော့စနေကိုအစိုးတွေကိုနိုင်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါတယ်နော်စနေကျွဲဘေးစိုးဒုက္ခစိုးတွေကို6ဆိုတဲ့ခဏန်းနဲ့နော်နှိမ့်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါတယ်နောက်တစ်ချက်ကအဲ့မှာ6ကရိုးရိုးကိုမအင်္ဂလိပ်လိုပါ6ဖြစ်နေတယ်အင်္ဂလိပ်အယူဆမှာကြတော့6ခဏန်းကိုအင်္ဂါဂျိုကစိုးမှုပါတယ်နော် အဲ့တော့မြမဘေရင်လောကမြမဘေရင်လောကမှာလေသတိထားရတဲ့ဂျုံနှလုံးရှိတယ်အဲ့ဂျုံနှလုံးကိုနိုင်နေရင်အဲ့လူကជីပွားတိုးတက်မှချမ်းသာမယ်အင်္ဂါဂျုံနဲ့စနေဂျုံပေါ့နော်အဲ့ဂျုံနှလုံးကအရေးကြီးတဲ့အထူးသတိထားရတဲ့ဂျုံဖြစ်တယ်အဲ့နှစ်ခုကိုသတိထားရမှာဖြစ်ပါတယ်အဲ့တော့အင်ဂျယ်နံပါတ်1လေးလုံးပေါ့နော်တေကနန်းလေးလုံးအဲ့ဒီတေကနန်းလေးလုံးအကြောင်းကိုပြောတဲ့အခါမှာပထမဦးဆုံးတေကနန်းဆိုတဲ့သဘောတရားကိုပါကျွန်တော်တို့စတင်ခြင်းပေါ့နော်ထိတ်ဆုံးကကနန်းဦးစီးဦးဆောင်ကနန်းခေါင်းဆောင်ကနန်းဖြစ်ပါတယ် အဲ့ဒီကနန်းရဲ့စွန့်ရင်ကနေမင်းကိုကိုးစားပြုတဲ့အတွက်နေနဲ့ပတ်သက်တဲ့စွန့်ရင်တိတ်ထီတွေရှိတယ်နော်အဲ့တော့သူ့မှာဘဝနဲ့ပတ်သက်တဲ့နော်အသက်ရှင်သန်ခြင်းတွေအလင်းရောင်တွေ energy တွေကိုအပြည့်အဝပေးတဲ့ကနန်းမျိုးဖြစ်ပါတယ်အဲ့ဒီဂျိုကိုကိုးစားပြုတဲ့ဂျိုဖြစ်ပါတယ်ဥပမာတရက်နေမွေးတဲ့သူဆိုရင်လည်းသူ့မှာကတီထွန်ဖန်နီးတဲ့အသက်ဆန်းနေလောက်တက်တယ်စိတ်ကူးစိတ်တန်အစ်စ်တွေပေါ်ပေါက်တက်တယ်နော်ခေါင်းဆောင်ကနန်းအကြီးကဲတွေခေါင်းဆောင်တွေဖြစ်တက်တဲ့ကနန်းထဲမှာပါတယ်တက်ကနန်းတွေကတာဝန်ယူတက်တယ်တာဝန်ယူရဲတယ် ဟုတ်လားအဲ့တော့တကနန်း၄လုံးဖြစ်လာတဲ့အတွက်နေမင်းရဲ့တက်တီတွေနေမင်းရဲ့စွမ်းအားတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်အင်ဂျင်နံပါတ်၄လုံးဟာအဲ့ဒီတော့ကဘာတွေလုံးလို့ရလဲဆိုရင်အဲ့ဒီနေ့စက်တနာကြီးပဲဖြစ်ဖြစ်နေငယ်စက်တနာကြီးပဲဖြစ်ဖြစ်ည7တနာကြီးပဲဖြစ်ဖြစ်နော်အဲ့စက်တနာကြီးတွေမရဘူးဆိုရင်လည်းကိုအစဉ်ပြေတဲ့အချိန်လို့ပေါ့အဲ့ကိုနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိုကိုပဲဘာသာရေးနဲ့ပတ်သက်တဲ့ဖရားတွေရှိမှဆူတောင်းရင်လည်းရတယ်တမန်တော်တွေရှိမှဆူတောင်းရင်လည်းရတယ်ဒီကတမန်တော်တွေနော် ချိတ်ဆက်တဲ့ကဏ္ဍမျိုးပေါ့အတမန်တော်တွေကြီးမှာဆူတောင်းလဲရတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ဆိုရင်လည်းတမန်တော်ကနတ်ကောင်းတဲ့မြတ်တွေတော့မိမိနဲ့ပတ်သက်တဲ့မိမိနဲ့သက်ဆိုင်တဲ့နော်ကိုယ်ပွဲတဲ့ဟလာပဋ္ဌာန်းဆက်ပုံကိုယ်တွေနဲ့ရှိမှလည်းဆူတောင်းလို့ရတယ်ဆူတောင်းတဲ့အခါမှာအမွေးတိုင်းလေးထွန်းတာပေါ့နော်ဘာမှတော့လူကြံမလို့လူပွဲပစ္စည်းကတော့ကိုယ်လူကျင်တာလူမှဖြစ်မနေအမွေးတိုင်းလေးထွန်းတာနော်အဲအမွေးတိုင်းသုံးလို့မရတဲ့သူတွေကြောင့်ရေမွေးတွေဖြန်တာပဲမှာထိုင်ပြီးတော့သေချာဆူတောင်းမယ်အနည်းဆုံး5မိနစ်လောက်ပေါ့နော်5မိနစ်10မိနစ်လောက်ဆူတောင်းရင်လည်းရပါ เนาะယုံကြည်တဲ့သူတွေပြုလုပ်နိုင်ပါတယ်မယုံကြည်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒါကျွန်တော်သိထားတာလေးကိုဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့အဆက်အသွယ်ပြန့်နေတဲ့သူတွေဆိုရင်အဆက်အသွယ်ရလာနိုင်တယ်ကိုယ်လုံငန်းအတွက်အကြံစီတွေးခေါ်တွေပေါ်ပေါက်လာနိုင်တယ်เนาะအိမ်ထူးခြားတဲ့အိမ်မက်ကောင်းတွေမှတ်နိုင်တယ်အိမ်ကောင်းတွေမိကောင်းတွေရနိုင်ပါတယ်အဲ့လိုပဲတေကနန်းလေးလုံးမှာမွေးတဲ့သူတွေရှိတယ်ထူးကျွန်တဲ့စာရေးဆရာတွေเนาะအဲဆန့်ပေါ့เนาะဆန့်ဒီစတ်မအာယုံအကောင်းတဲ့သူတွေများပါတယ်တစ်လေးလုံးလေးလုံးထက်တည်း အဲ့တော့ကဘာကျော်လက္ခဏာဆရာကြီးတိုင်လို့ဆိုရင်တရက်ဆက်တလ1862ခုနှစ်မှာမွေးတာဖြစ်ပါတယ်။အဲဆိုင်းဆရာကြီးဂျားနေကျော်ဦးချစ်မောင်ဆိုရင်လည်း19ရက်တလ1923ခုနှစ်မှာမွေးတာဖြစ်ပါတယ်။အဲ့ကဘာဆရာတင်မိုးတို့အရန်လေးစားရတယ်နော်19ရက်ဆက်တလ1933ခုနှစ်မှာမွေးပါမွေးတာဖြစ်ပါတယ်တင်ကနန်းလေးလုံးပေါ့နော်။အဲ့တော့17ရက်ဆက်တလမှာမဟုတ်ဘူးအင်္ဂလိပ်ကူမှာတင်ကနန်းလေးလုံးပါရင်လည်းအဲ့လိုအစွမ်းသိတ္တိအစွမ်းတတ္တိရှိတယ်သူတို့မှာကဒီစတ္တမအာယုံလို့ခေါ်တယ်ဒီစံအရန်ကောင်းတယ်နော်။စိတ်ကောလူရောအားအသွန်ခွန်တိုက်လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပထမဆုံးပုံကိုယ်တွေမမြင်ရတဲ့ပုံကိုယ်တွေရှိရတဲ့ဆက်သွယ်ရအောင်မက်ဆေ့ချ်ရအောင်ကွန်နက်ရှင်တွေရအောင်အဲ့ရမှာဆူတောင်းပါအတိတ်ထံပြူပါနော်အားလုံးခင်ဗျားတိုင်းအားလုံးကျမ်းပါချမ်းသာကြပါစေ